ပြီးခဲ့တဲ့မေလ12ရက်နေ့ကတပည့်ရမျိုးနယ်စာတင်ကျောင်းတစ်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုကြောင့်ဆရာမများနဲ့ကျောင်းသားကျောင်းသူတေဆုံးသူဒဏ်ရာရရှိသူ စုစုပေါင်း90ကျော်ရှိခဲ့ပါတယ်။ဒီသတင်းတက်လာတော့စစ်တပ် lobby အတိုင်းဝိုင်းကတရောက်တပေါက်နဲ့ထပြီးလိန်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့အရှင်းရှင်းအတိုင်းအဖောက်မညီတာကြောင့်လိန်ညာမှုတွေဟာဘူးပေါ်သလိုပေါ်ခဲ့ပါတယ်။ဒီဖြစ်ရအပေါ်ခံပြင်းနေတဲ့အမျိုးသားရေးသမားဆိုသူပုတ္တုမကတော့ စစ်လော်ဘီတွေနဲ့မတူပဲဒီအပေါ်မှာအမြင်တစ်မျိုးရှိခဲ့ပါတယ်စစ်တပ်ဟာရခိုင်တပ်ကသူတို့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုပြောင်းညင်းကဘူးခံလေးရှိပါတယ်2024ခုနှစ်ဇွန်လမှာဘကိုးဝင်းနယ်မိတ္တယုံဆရာတော်ဖျားကိုပြစ်တက်ခဲ့တဲ့နမေကျော်အမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်မှာစစ်တပ်ဟာအဲ့ဒီကားပေါ်မှာအတူပါလာသူဒရိုက်ဘာနဲ့ကံသုံးဆင့်ဆရာတော်ဖျားတို့ကိုနှုတ်ပိတ်ဖို့ကြိုးစားခဲ့ပါတယ် တို့ကြီးကခန္ဓာကနေလာစေတို့လိုချင်တဲ့စလုံးရတို့ကြီးကခန္ဓာကနေလာခန္ဓာကဖြစ်ပါတယ်ပြောတယ်ဘုရားကိုလည်းတဏ္ဍာကိုချစ်ချစ်တည်တည်ဒါပေမဲ့ driver ကိုသာနှုတ်ပိတ်လိညာထွက်ဆိုစေခဲ့ပြီးကံသုံးစင်ဆရာတော်ဖျားကြီးကိုတော့နှုတ်ပိတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲစစ်တပ်ဟာလူလိန်ဆိုတာညင်မရအောင်ဘူးပေါ်တယ်လို့ပေါ်ပြီးဝန်ခံခဲ့ရပါတယ်။ အခုတပရင်ဖြစ်စင်မှာလဲမပုတုကဒီလိုလိန်ညာတတ်တဲ့ဖြစ်ရက်တွေကိုတက်တည်ထားပြီးဒီကိစ္စမှာလဲစစ်တက်လောက်တာဖြစ်နိုင်ကြောင်းပြောဆိုပြီးဗီဒီယိုဖိုင်တစ်ခုကိုအွန်လိုင်းပေါ်မှာတင်လိုက်တဲ့အခါရှင်မဲပြည်တဲရေးဝန်ကြီးဌာနကဒီဗီဒီယိုဖိုင်ကိုဖျက်ချပေးဖို့ပြောဆိုခဲ့တယ်လို့ဆိုပါတယ်ဒါဟာသူတို့လုပ်တဲ့စိတ်ရဇဝဲမှုကိုနှုတ်ပိတ်ဖို့ကြိုးစားတာပဲဖြစ်ပါတယ်။ဒီနေ့မေလာဆုတ်တဲ့နေ့ညနေကဒီပန်းဖြစ်စင်တဲ့ပတ်သက်လို့ကျွန်မရုပ်သားဖိုင်တစ်ခုတင်လာတယ်။ဒါပေမဲ့တက်တော့ကအတန်ဖိုင်ဖျက်ချလိုက်တဲ့အတွက် အပြည့်ဆုံးကြည့်ရင်လည်းဆိုလို့ရှိရင်တော့ TikTok ရဲ့အောက်မှာ YouTube link ရှိပါတယ်အဲ့မှာဝင်ကြည့်ပါအခုကဘာပြောချင်တာလဲဆိုတော့အဒီပိုင်းဖြစ်စင်တဲ့ပတ်သက်လို့ကျွန်မအမြင်လေးတွေပြောဆိုတဲ့အခါမှာအလက်ရှိပေါ့နော်ကျွန်မကိုအလက်ရှိပြည်ရေးဝန်ပြည်ရေးဌာနမှာပေါ့တော်မှထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါဖုတ်ဆက်လာတယ်ကျွန်မရဲ့ပြောဆိုမှုလေးတွေကလက်ရှိအစိုးရပေါ်မှာအနေငယ်အနေငယ်ပေါ့အချင်းညိုပြစင်နေတဲ့အတွက်ကျွန်မကိုတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်တတိပေးတဲ့အတွက် ပြောချင်တဲ့စကားတစ်ခုပဲရှိရဲ့လက်ရှိဒီဘက်ရင်ဖြစ်နေတဲ့ပတ်သက်လို့နော်ညမနေ့ကညနေကတော့ပြောထားတာရှိပါတယ်အစားဆုံးကြည့်ခြင်းတက်တော်မှာတင်များတဲ့အတွက် YouTube မှာတင်ထားတဲ့ဝင်ကြည့်ပါပြောချင်စကားတစ်ခုရှိပါတယ်လက်ရှိဒီဘက်ရင်ဖြစ်နေတဲ့ပတ်သက်လို့ကျွန်မလက်ရှိအားလက်နက်ကင်မီတိုက်နေတဲ့နှစ်ဖွဲလုံးပေါ်မှာကျွန်မပြောတယ်ဒါပေမဲ့တချို့ကအသက်သေးထောက်ရတဲ့ညသူတို့ PDF တွေအချင်းချင်းလောက်တာလို့ပေါ်လွင်နေပါလေနဲ့ကျွန်မကဘာလို့လက်ရှိအစိုးရဘက်ကိုပြောလဲဆိုရင်ရှိမှလည်းပဲ ဘကူးမြို့ဝင်းနေမိတာရောဆရာတော်ကြီးပြန်လုံတော်မူခဲ့တဲ့ဖြစ်စဉ်မှာ ပြောင်းလဲပြောင်းစားခဲ့တဲ့အတွက်ထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ရှေ့မှာလည်းပဲဘကူးမြို့ဝင်းနေမိတာရောဆရာတော်ကြီးမဟာနာငိမ့်ဆရာတော်ဘုရားကို မာယုံပြီးပြက်ခတ်မိတယ်ဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိတယ်လို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အဆင့်သတင်းလှိမ့်လည်မှုလုပ်ခဲ့တဲ့အတွက် နိုင်ငံတော်ဆက်သတင်းလိမ်လည်မှုလုပ်ခဲ့တယ်လို့လော်ဘီတွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြည့်ချက် ရှိနေတဲ့အတွက်လက်ရှိဒီဘက်ရင်ပြည်စင် ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြန်ဘဲနဲ့ဒါဗီရီရဲ့တွေပဲလုပ်ပါတယ်ဆိုပြီးကျွန်မကျွန်မမဘုဒ္ဓမဟာသွေးကျွန်မအမြင်တွေကတော့တတိယကျွန်မမဝေဖန်ဘူးကျွန်မမသုံးသပ်ဘူးနော်သူဖြစ်သူခံကိုဖြစ်ကိုခံကိုတမိုင်းရောက်ကိုရေးလိမ့်မယ် ဒါပေမဲ့သူ့ကြောင့်ငါ့ကြောင့်ဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချလွှဲချနေတာပရေဘိုးကြောင့်လည်းလောက်ရတယ်ဖြစ်တယ်။သူ့ကြောင့်ငါ့ကြောင့်ဆိုပြီးလွှဲမချပါနဲ့။နော်ဆိုတော့ကအဲကျွန်မညာနေရပြောလိုက်ရတော်တော်ပြင်းထန်သွားတယ်ထင်ပါတယ်။လက်ရှိအစိုးရကိုကြီးညိုပြက်စီတဲ့ပါညာဆိုပြီးတော့ကျွန်မကိုသူကတော့ခင်မင်းလို့စေနာနဲ့တတိပေးတာပေါ့နော်။နော်ကြီးညိုပြက်စီရဲ့ဆိုလို့ရှိရင်လည်းကြီးညို ကြီးညိုခိုင်ခြင်းရင်တော့ကြီးညိုနိုင်လောက်တဲ့အရေးရှိအောင်ကြီးညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်ကိုကတမယာကြီးညိုခိုင်ခြင်းရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိခြင်းဆရာမိခြင်းတရား၁၀ပါးနဲ့ပြည့်စုံအောင်အုပ်ချုပ်နိုင်မှာပြည်သူကကြီးညိုတဲ့လူလူကောင်းဆောင်တယောက်ဖြစ်နိုင်မှာပေါ့နော်ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမင်းတရားရုံဆရာတော်ကြီး ဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ့်လဲပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ့်လဲခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ကြီးဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်ဘဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျွန်မကတော့တတိချာမစွဆွဲကျွန်မအခုရှင်